အဲ့ဒါဒီကိုမထွေတဲ့တဲ့ပုံကိုရင်အရာသဘောတူညီရရှိပြီးရဲ့နောက်လဘောသင်းကနေထွက်ခွာဖို့နေဆက်လာပြီးဖြစ်တဲ့ဒါဝန်နူးနဲ့ဒါဝန်နူးရဲ့စပိန်သင်းရဲ့ထဲသေးကလေးအဲ့ဒါဒီကိုမထွေတဲ့တဲ့ပုံကိုရင်ဆိုင်ရာသဘောတူညီရရှိခဲ့ပြီးရဲ့နောက်လာဘက်နေရာဒီမှာသင်းကနေထွက်ခွာဖို့ပိုးပြီးနေဆက်နေပြီးလည်းပဲဖြစ်ပါလိမ့်အော်ဒါဆန်ငါးနေရွယ်တော်နူးနဲ့ဟာနောက်20နှစ်နေရသည်မှာဘေဘီငါကနေလဘောအသင်းကိုအဘိုးစုကြီးအပါဝင်ပေါင်း85သန်းနဲ့ရောက်ရှိလာသူလည်းပဲဖြစ်ပါလေ ဒါပေမဲ့သူဟာပြောင်းချွေခြင်းနဲ့ထိုက်တန်တဲ့ခြေစွမ်းမျိုးပြသနိုင်ခြင်းမရှိတဲ့အတွက်ဝေဖန်မှုတွေနဲ့တောက်ချောက်စိုးလိုပဲရင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါလိမ့်ဒါပေမဲ့နောက်နည်းနဲ့ဟာနေပြအာနစ်စတိုရဲ့လက်ထက်မှာပုံမှန်ဝက်ထွက်ခွင့်ရဖို့အတွက်ရုံးကန်ခဲ့ရပြီးအခုရာသီပြောင်းစုံ46ပဲကစားခွင့်ရရှိထားပေမဲ့အများစုကတော့လူစားဝင်ဖြစ်သောပါဝင်ခွင့်ရရှိနေတာဖြစ်ပြီးခုနှစ်ခုတည်းလည်းတွင်းယူထားတာလည်းဖြစ်ပါလိမ့် ါကြောင့်လာမယ့်နေရာဒီမှာလပောင်းတင်းကနေထွက်ခွာဖို့အတွက်စံတော်ရှိနေပြီးသူ့ကိုခေါ်ယူဖို့နာဝလီအက်ဒရက်တီကိုမတ်ထွန်းနဲ့ဆော်ရီကလပ်တွေကစိတ်ဝင်စားနေတာလည်းပဲဖြစ်ပါလိမ့်အခုအခါမှာတော့စပိန်မီဒီယာတွေဖော်ပြချက်အရတောင်နူးနဲ့ဟာဒရက်တီကိုမတ်ထွေအသင်းကိုပြောင်းရွှေ့စားဖို့ပုံကိုရေးဆန်ရာသဘောတူညီရရှိခဲ့ပြီးဖြစ်ကြောင်းသိရှိရပါသည်။ဒရက်တီကိုမတ်ထွေအသင်းကအခုယာဒီမှာအသင်းကနေထွက်ခွာသွားတော့မယ့်ဒက်ဆက်ဇာမာကိုရီးယားရဲ့နေရာမှာအစားထိုးအတွက်ဒေါင်နူးနဲ့ကိုချိတ်ကပ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ ဘာစလိုနာသင်းရဲ့နောက်28ရက်နေ့ဒီစာချုပ်တက်တန်တိုချုပ်ဆိုလိုက်ပြီဖြစ်တဲ့ရာဖင်ညာဘာစလိုနာသင်းရဲ့တက်ဆက်ဇာမရာဖင်ညာဟာကတလန်ကလပ်နဲ့2028ရက်နေ့ဒီဆက်ရှိနေမဲ့စာချုပ်တက်ကိုချုပ်ဆိုလိုက်ပြီလည်းပဲဖြစ်ပါလိမ့်ဘရာဇီးလယ်ဝစဉ်ဇာမကရီယာဒီမှာထင်ဆန်းပြသခဲ့ပြီး56ပွဲကစားပြီးတဲ့အချိန်မှာ34ကိုသွင်းယူပြီး25ချိန်ဖန်တီပေးကြတာလည်းပဲဖြစ်ပါလိမ့်တရားသည်နေပါကျန်စီပလေးရဲ့အာဂွာထားပြူရတဲ့ဇာမတယောက်လည်းပဲဖြစ်ပါလိမ့် ဘာဒရိုနာသင်းတွေဒီအားဒီကိုအတွင်းအများဆုံးကတော့ဂိုး၄၀သွင်းယူထားတဲ့ Robert Lewandowski တဦးတည်းသာရှိတာလည်းပဲဖြစ်ပါလိမ့်အင်နာမလန်သင်းရောက်ဆီမီဖန်နေကနေမထွက်ရခင်အတီအသက်နဲ့ဆက်ရှင်နေရရာဗင်ဂျာဟာဂျာမနီအတွင်းကို73ဂိုးနဲ့အတူအသင်းကိုဥဆောင်နိုင်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒူအာရီယာဒီမှာပြိုင်မဲ့ရီယယ်မထွက်ရအသင်းကိုနိုင်ရရှိခဲ့တဲ့အဂလက်စီကိုပွဲစဉ်မှာဆိုရင်လေဘာစီလိုနာအတွင်းယူခဲ့တဲ့16ဂိုးထဲမှာ9ဂိုးကိုအတွင်းယူပေးထားသူလည်းပဲဖြစ်ပါလိမ့်။ ရာဗညာဒီယာရီယောဘာစလိုနာအသင်းကိုဆူလာ၃လုံးဆုကုနိုင်အောင်ကူညီပေးထားသူလည်းပဲဖြစ်ပါလိမ့်။စပိန်မှာဗီဖလာ၊ကိုဘာဒီဖလာနဲ့စပိန်ဆူဟာဖလာတို့လည်းပဲဖြစ်ပါလိမ့်။2022ခုနှစ်မှာလေအသင်းကနေဘာစီလိုနာအသင်းကိုရောက်ရှိလာတဲ့ရာဗညာတယောက်သူ့ရဲ့ပရမအဆုံးရာသီမှာ10ဂိုးသွင်းပြီး12ဂိုးဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့တာလည်းပဲဖြစ်ပါလေ။ဗညာကအရန်ကိုစပယ်ချယ်ဖြစ်တဲ့အရာတွေထဲကတစ်ခုပါပဲ။နောက်တဲ့တနေ့ဘာစီလိုနာမိသားစုအပြေပါဝင်ခွင့်ရလို့အရန်ကိုပျော်ရွှင်ပါလေ။ ဒီကိုမရောက်ခင်ကတည်းကဒီမှာပဲကစားမဘွားကိုအဆောင်သက်ချင်တယ်လို့မိသားစုတွေကိုကျွန်တော်ပြောပြခဲ့ပါတယ်။ဖြစ်လာဖို့လဲကျွန်တော်မျှော်လင့်ပါတယ်။ဒါပေမဲ့အကောင်းဆုံးအဆင့်ပါရှိနေဖို့လိုအပ်ပါတယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်။ရာဗင်ညာကတော့နောက်နောက်24နောက်နောက်25ဘလုံးရာသီမှာထေဆွမ်းပြစားနိုင်ဦးနဲ့အတူဘာစီလိုနာအသင်းအသင်းပေါ်လာမင်းရာမင်း PSG အသင်းရဲ့စူပါစတာဒမ်ဘီလီတို့နဲ့အတူဗလန်တီယောစုအတွက်ရေပန်စားနေသူတယောက်လည်းပဲဖြစ်ပါတယ်။ အာဂန်ရက်ဖိုနဲ့လေဘောင်းတဲ့တော်မန်ဇာမာ DS ကိုစိတ်ဝင်စားကြောင်းသဘောကျကြောင်းအတီးပြပြောဆိုလိုက်တဲ့ဘာစီလိုနာသင်းအာဆာဒိုင်တာဒေကိုလေဘောင်းတဲ့အာဆာဒိုင်တာဒေကိုကတော့ကလပ်မှာယူရိုနယ်တက်ဆက်ဇာမာမာကန်ရက်ဖိုနဲ့လေဘောင်းတဲ့တော်မန်ဇာမာလူးဝစ်ဒီယက်တို့ကိုသဘောကျကြောင်းပွင့်ဝင်လင်းလင်းပဲဖွင့်ရောက်ပြောဆိုလိုက်ပါလိမ့်စပိန်မီဒီယာတွေကဘာစီလိုနာအသင်းမှာဂရုပတ်အတွင်းမှာပဲကိုလံဘီယာတောင်မန်ဇာမာလူးဝစ်ဒီယက်ကိုခေါ်ယူနိုင်ရေးဆက်သွယ်မှုတွေပြုလုပ်နေကြောင်းဖော်ပြနေကြတာဖြစ်ပါလေ။ မာဂရက်ရက်ဘောလည်းဇန်နဝါရီလတုန်းကဗီလာကိုနှားနဲ့မပြောင်းရွှေ့မီဘာစီလိုနာအသင်းကိုပြောင်းရွှေ့၍ဆွေးနွေးခဲ့သူလည်းဖြစ်ပါရီ။၎င်းသင်းမကတော့နှစ်နှစ်စာချုပ်တဒန်ချိနေသေးတဲ့ DS အတွေ့ကဏ္ဍမှုတွေကိုလက်ခံစဉ်းစားဖို့တော့မရှိပါဘူး။တပတ်မှလည်း United အသင်းကတော့မာဂရက်ရက်ဘောကိုပြောင်းရွှေ့ခြင်းပေါင်းသန်း40လောက်ရရှိလာမယ်ဆိုရင်ရောင်းချဖို့အသင်းရှိနေတာလည်းဖြစ်ပါရီ။အားကစားဒါရိုက်တာဒေဂိုက DS ကိုကျွန်တော်သဘောကျပါတယ်ထို့တူရဲ့ Market Rashford ကိုတိတ်ကိုသဘောကျပါတယ်ပြီးတော့ခြားစားမားတွေကိုလည်းကျွန်တော်သဘောကျပါတယ်လို့ကရလန်အခြေစား Radio သတင်းဌာနကနေဖွင့်အောင်ပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်မော်ဒယ်နာလေးအခုရာသီမှာပြည်တွင်းစူလာ၃လုံးဆုပ်ကူပြီးတဲ့နောက်ဂျာမလီမျိုးနေပြဟန်စီပလစ်ကို2029ခုနှစ်အထိရှိတဲ့တက်တန်းတို့စာချုပ်ချုပ်ဆိုထားတာလည်းပဲဖြစ်ပါတယ်။ဒါပြင်ဒီကိုကအခုရာသီကလပ်ရဲ့အဓိကပြစ်မှတ်ကလာမင်းရာမဲဘီဒရီနဲ့ဂါဘီတို့ကိုစာချုပ်တက်တန်းတို့ချုပ်ဆိုနိုင်ရေးဖြစ်ကြောင်းလည်းဖွင့်ရပြောဆိုထားပါတယ်။ အဓိကရည်မှန်းချက်ကတော့ကျွန်တော်တို့အနေနဲ့ရှိနေပြီးသားပါပေတွေးဂါဘီအရော့ဂျိုရာဖင်ညာခွန်ဒီစတဲ့သူတွေကိုစာချုပ်တရန်တိုးရေးပါဇာမသိခေါ်ယူဖို့အတွက်ပြောကြတဲ့အခါမှာနိုင်ငံခြားကခေါ်ယူဖို့ကိုပဲပြောကြပါလိမ့်ဒါပေမဲ့ကျွန်တော်တို့အတွက်စာချုပ်တွေထုတ်ဆိုတာကလည်းကစားမခေါ်ယူတာပါပဲဒီနောက်ရမယ့်ရုပ်ကိုစာချုပ်တရန်တိုးမှုကတမိုင်းမှာအကောင်းဆုံးသောခေါ်ယူမှုဖြစ်လာပါလိမ့်မယ် ဘေးရင်သိမ်းအောင်ပူကောင်းလာမယ်ဆိုရင်ခေါ်မယ်ဗျ။နောက်ဒီအသည်မှာကြည်ရတော့ဆိုရင်တိုက်ဆက်မှုတွေကိုကိုညီဖို့အတွက်ခွဲပြောင်းတဲ့ style နဲ့ကစားမအသက်တွေကျွန်တော်တို့ခေါ်ယူဖို့လိုပါလိမ့်မယ်။ Farming Lovers ကိုလည်းတောင်းပန်မှာဈာခဲ့ပါလိမ့်။လောက်တာလည်းကောင်းပါလိမ့်။ဈေးကွက်ပေါ်မှာလည်းမူတည်နေပါသေးတယ်လို့သူကထလောင်းဖွင့်ရပြောဆိုခဲ့သေးတာလည်းဖြစ်ပါလိမ့်။ဘာစလိုနာအသည်မှာတမန်နဲ့ရေးထိုးမဲ့သူတော့မဟုတ်လာမင်းရမယ်။ ဘောလုံးမော်ဆီယာကြီးရော်နယ်ဒီညိုကတော့လူငယ်တက်ဆက်ဇာမလီလာဝင်းရာမေဟာဘာစလိုနာအသင်းမှာတမန်တေရေးထိုးမဲ့သူတယောက်ဖြစ်ပြီးဘလုံးတော်စုလည်းချိန်များစွာရောက်ယူနိုင်လိမ့်မယ်လို့ဖွင့်အားပြောဆိုလိုက်ပါလိမ့်စပိန်လည်းဝိဇင်တိုက်ဆက်ဇာမာလီလာမင်ယာဘဲကအသက်16နှစ်အရွယ်သာရှိနေသေးပေမဲ့လည်းဘာစီလိုနာအသင်းနဲ့လူလာလီယာဖလားနှစ်ချိန်အပါအဝင်ဆူလာလေးလုံးအထိရယူထားသလိုစပိန်အသင်းနဲ့လည်း2024ယူရိုဖလားကိုလည်းရယူပေးထားသူလည်းပဲဖြစ်ပါလိမ့် တော်လည်းရှိမှာဘာဒရိုနာတဲ့အတွက်ပြန်ဝဲစုံ105ပွဲတိကစားပေးထားပြီးတော့25ကိုတွင်းယူထားသလိုစပိန်လက်ဝဲစဉ်အသင်းတလဲ16ပွဲမှာ၄ကိုတွင်းယူပေးထားသူလည်းပဲဖြစ်ပါလေအသက်19နှစ်အရွယ်မှာရာမဲရဲ့စွမ်းဆောင်မှုတွေဟာဘောလုံးလောကမှာထာဝရအကောင်းဆုံးဇာမရီအဖြစ်သတ်မှတ်ခြင်းခံထားတဲ့နေယိုနယ်မက်ဆီနဲ့ခရစ်စတီယာနိုရိုဒိုရဲ့အသက်19နှစ်အရွယ်ကစွမ်းဆောင်မှုထက်တောင်များစွာတာလွန်နေကြောင်းလည်းတွေ့မြင်နေရပါလေ။ ။ဒါပြင်လာမီရာမဲကအခုကြားသေးပါလာလီဂါလှအပါအဝင် ပြည်တွင်းဖလား၃လုံးရရှိခဲ့တဲ့ဘာစီလိုနာအသင်းအတွက်အဓိကထေဆန်းပြသနေသူတယောက်လည်းပဲဖြစ်ပါလေ။ရာမဲအခုရာသေးပါဘာစီလိုနာအသင်းအတွက်ပြိုင်ပွဲဆုံး54ပွဲမှာဆက်ချစ်ကိုတွင်းပြီးဂိုးပန်နေမှု25ကြိမ်အထိပြုလုပ်ပေးထားတာလည်းပဲဖြစ်ပါလေ။ဒါကြောင့်ရာမယ်နေနဲ့2025ဘလုံးဒီယောစုမှာရယူနိုင်လိမ့်မယ်လို့သုံးသပ်မှုတွေတောင်ရှိနေကြတာလည်းပဲဖြစ်ပါရယ်။အခုကမှတော့မော်ဆီယာကြီးရော်နယ်ဒင်းညိုက ဂျော်နယ်လီယိုနယ်မက်ဆီကဘာစီလိုနာမှာတမိုင်းတွေရေးခဲ့ပြီးပါပြီအခုကတော့ရာမယ်လှည့်ဖို့ဗျာဒီသက်ဒီအရွယ်မှာသူ့လုံးပြခင်တာတွေအတွက်တကယ်ကိုအမခံပါပဲကျွန်တော်အနေနဲ့သူ့လိုဇာမတွေကိုကြည့်ရတာအယံကို နှစ်သက်ပါလေရာမယ်နေနဲ့ကျွန်တော်တို့လိုဇာမဘဝမျိုးပန်းဆိုင်နိုင်ဖို့မျှော်လင့်ပါလေကျွန်တော်အနေနဲ့ဇာမတွေကိုနှမ်းရှင်ရတာမျိုးတော့မနှစ်သက်ပါဘူးဘာလို့လဲဆိုတော့ဇာမတိုင်းဟာပင်ကိုဟန်တွေရှိကြစမြဲပဲလေ အရေးကြီးတာတော့ရာမယ်အနေနဲ့ပရိသတ်တွေကိုဖျော်ဖြေမှုပေးနိုင်ဖို့ပါပဲသူအနေနဲ့အခုထပ်ပိုကောင်းလာဖို့ကျွန်တော်မျှော်လင့်ပါတယ်ရာမယ်ရဘလုံးတော့စုကိုရယူနိုင်စွမ်းရှိသူတယောက်ဖြစ်ပါတယ်သူအနေနဲ့ဘလုံးရောစုကိုချိန်များစွာရယူနိုင်ပြီးဘာစလိုနာမှာတမန်သည့်ရေးထိုးလိုက်မယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်လာမယ့်ရာသီအတင်းရဲ့လူအင်အားကိုမလျှော်ပေးဘူးဆိုရင်တင်းကနေထွက်ခွာမယ်လို့ထင်ကြောက်လိုက်တဲ့မန်စီးနီးပြဂွာရီယိုလာ မန်စီးတင်းရဲ့နီးပါခွဲလာကလာမယ့်ရာသီအသင်းရဲ့လူအင်အားကိုမလျှော့ပေးဘူးဆိုရင်အသင်းကနေထွက်ခွာမယ်လို့ထိန်ချောက်ပြောဆိုလိုက်ပါတယ်နေပြည်တော်ကလာပြီးတဲ့2024ခုနှစ်ကုန်ပိုင်းကမှမန်စီးတီးနဲ့2029ခုနှစ်ထိတက်တန်းရှိတဲ့စာချုပ်တည်တည်းထုတ်ဆိုထားတာလည်းပဲဖြစ်ပါလိမ့်။ဒါပေမဲ့အခုကမှတော့နေပြည်တော်ကလာကမန်စီးတီးရဲ့တာဝန်ရှိသူတွေအနေနဲ့လာဝရာသီမှာအသင်းရဲ့လူအင်အားကိုရှော့ပေးရန်အလိုရှိနေကြောင်းသိရှိရပါလိမ့်။ အခုရာသီမန်စီးတင်းရဲ့ပထမလူစင်းမှာကစားမ28ရောက်အထိရှိနေတာလည်းပဲဖြစ်ပါလိမ့်။ဒါကြောင့်ဇာမအချို့ကပွဲကစားခွင့်ရဖို့အတွက်ရုန်းကန်နေရတဲ့အတွက်ဂွယ်လာကအသင်းရဲ့လူရင်းရကိုရှော့ပေးဖို့တောင်းဆိုခဲ့တာဖြစ်ပြီးမလျှော့ပေးဘူးဆိုရင်သင်္ကန်းလေးထွက်ခွာမယ်လို့အခုလိုဖွင့်ရပြောဆိုခဲ့ပါလိမ့်။လူရင်းကအများကြီးမလိုဘူးလို့ကျွန်တော်အသင်းကိုခဏခဏပြောပြီးသားပါပဲ။ကစားမ9ရောက်6ရောက်လောက်ကိုပွဲကစားခွင့်မပေးဘဲကျွန်တော်မထားကြမှာဘူး။အသင်းရဲ့လူရင်းရကိုရှော့ပေးဖို့လိုအပ်ပါလိမ့်။ ဒီလိုမှမဟုတ်တော့ကျွန်တော်အနေနဲ့အသိကနေထွက်ခွာသွားမှာပါကစားမတွေကိုပွဲစားခွင့်မပေးဘဲနဲ့ထားဖို့ဆိုတာကျွန်တော်အတွက်တော့ဘလို့အမှကိုမဖြစ်နိုင်ပါဘူးကစားမတွေတန်ခံမှုပြေဝနေတဲ့အချိန်မှာကစားမ24 25 26ရောက်အထိရှိနေဖို့မလိုအပ်ပါဘူးလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်ကျေးဇူးတွေပါတယ်ဘယ်တဲ့မလို့ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာ